ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်အဲ့ဒီမြန်မာနိုင်ငံတော်အလံကိုကျွန်တော်ဖျားမှာဘာလို့သွားအဲ့လိုခင်းလာရလဲဆိုတာမြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကတော့မြန်မာနိုင်ငံကိုကိုစားပြုတာဒီအလံကိုစားပြုထားတာနော်ဒီအလံရဲ့အောက်မှာဘာသာကျွန်တော်တို့ဘာသာတရားတွေရဲ့အောက်မှာဒီအလံရှိတယ်ဒီအလံနိုင်ငံကိုကိုစားပြုတဲ့အလံ ဒီမြန်မာနိုင်ငံကျွန်တော်ရဲ့အတွေးခေါ်အယူဆကကလေးဆန်ဆန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံကိုဖျားစင်အောက်မှာခင်းပြီးတော့မှမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေဆိုတဲ့ဆုကိုကျွန်တော်ကတောင်းတာအဲ့ဒါကျွန်တော်ရဲ့တပ်ဝင်ယုံကြည်မှုဟာဖြစ်ကောင်းလဲဖြစ်လာလိမ့်မယ်ဟုတ်တယ်မလားကောင်းတဲ့လူတွေကောင်းတာဖြစ်မှာပဲအခုကမြန်မာနိုင်ငံကကက်ဆေးနေတာကက်ဆိုင်နေတာ ဒါကျွန်တော်ကနိုင်ငံနဲ့လူမျိုးနဲ့ပတ်သက်ရင်စိတ်တက်ကအယံပြင်းထန်တာအဲ့ဒါကျွန်တော်ရဲ့စိတ်ပဲเนาะကျွန်တော်ဘဒုကိုမှစော်ကားလို့ခြင်းမရှိဘူးကိုလုံးနိုင်တဲ့လူကိုကိုလုံးမယ်ကျွန်တော်ဘဒုကိုမှစပြီးတော့မတိုက်ခိုက်ဘူးเนาะအခုပြောရအောင်မယ်အဲ့လိုပါတီအကြောင်းနေအဲ့လိုမြန်မာပြည်ထဲမှာရှိပြီးတော့မှတိုက်ခိုက်တဲ့လူတွေအချင်းချင်းုံခင်ဗျားတို့ရုပ်ရှင်မင်းသားမင်းသမီးတွေကြတော့ဘာလို့မပြောတာလဲဟမ်အခုဘဒုထွက်လာလဲ မြန်မာပြည်ရုပ်ရှင်မင်းသားမင်းသမီးတွေမန္တလေးကိုဘ누구ရောက်ပြီလဲအောင်ရဲလေးရောက်တယ်အောင်ရဲလေးနဲ့ဟိုတွေ့တယ်အော်တယ်ဟမ်အခုခမားတို့နိုင်ငံကိုပြောတော့ခမားတို့ကလူအခွင့်အရေးတို့ကိုချင်းစာနာတရားစိတ်တို့ဒီမိုကရေစီတို့ပြောခဲ့တဲ့ရုပ်ရှင်မင်းသားလူမင်းတို့ပြည်ဒီဦးတို့အိညာတော်စင်တို့နောက်တဲ့ကြံရှိနေရတဲ့ခမားတို့ တော့လက်သုံးချောင်းထောင်ပြီးတော့မှစီရီယံလောက်ခဲ့တဲ့အမှုပညာသမားတွေခမားတို့မန္တလေးကိုလာရဲလားခမားတို့စကိုင်းကိုလာရဲလားခမားတို့ကိုချိုးအတွက်အမှုပညာရိုက်ဖို့ဆိုရင်ခမားတို့မြန်မာပြည်နေရာအနှံ့ပြားကိုသွားရဲတယ်ခမားတို့ကိုချိုးကိုဆွတ်လို့ပြီးတော့အခုလာရဲလားမန္တလေးကိုစကိုင်းကိုလာစေကျွန်တော်နဲ့တူတူသွားမယ်ဟဲ့အောင်လူမင်းဆိုတဲ့ကောင်ပြည်သူဆိုတဲ့ကောင်ငါမင်းကိုစိန်ခေါ်တယ်ကွာ ်ယောက်ျားချင်းချင်းမင်းတို့ကတော့ဒူဒူသွားလူကြမယ်စကိုင်းနဲ့သွားလူမယ်ကွာမန္တလေးကိုလည်းလာလူမင်းတို့လာခဲ့မင်းတို့စောက်ပစံမထဲနဲ့မင်းတို့ကိုယ်တိုင်လာမင်းတို့ကြောင့်ဒီတိုင်းပြီဒီလိုဖြစ်တာမင်းတို့တွေမြောက်ပေးခဲ့လို့ညာရှင်သာဆိုတန်ဖုံးတီးရမယ်လို့မင်းတို့ကောင်တွေတုတ်ခဲ့တာခိုင်သိန်းကြီးတို့တတ်မုံမြေတို့အများကြီးမြန်မာနိုင်ငံရဲ့ရွှေစင်ရုပ်ထုကိုယူထားတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေဟဲ့အောင်လာရဲ့လား ။စောက်ပတ်စံမလူနဲ့ပတ်စံမလို့ခြင်းဘူးကွာ။လူကိုယ်တိုင်လာလာလို့ခြင်းနဲ့ငါတို့ပြည်သူလူထုမန္တလေးစကိုင်းမှာဒုက္ခရောက်နေတယ်။ငလင်ပေးကြောင့်မင်းတို့တအားပေးရမယ်။မင်းတို့ဥပညာသမားဆိုပြည်သူလူထုကလူတိုင်းချစ်တယ်။မင်းတို့စောက်ခွက်တွေရုပ်တွေပြလိုက်တာနဲ့ငါတို့ပြည်သူလူထုအားတက်တယ်။မင်းတို့လာခဲ့အဟိုတော်ရဆရေကျိုးပွဲမှာတိန့်တရာရသွားတဲ့ပြည်သူဟမ်တောင်ကြီးဆရေကျိုးပွဲမှာ အခုလာခဲ့မန္တလေးနဲ့စကိုင်းကိုလာခဲ့မင်းတို့ထွက်ပြောမင်းတို့ကိုယ်တိုင်မင်းတို့လက်နဲ့လာလူရေတပူပဲလူပဲချိုးရအောင်အိနာတော်စင်ရောခေါ်ခဲ့ဟမ်မင်းတို့အခုဘာမှမပြောဘူးဟောမင်းတို့မီဒီယာမင်းတို့အခုပြောတဲ့ကောင်တွေစစ်တပ်လော်ဘီတွေရောတရားမှမပြောဘူးဟောပြည်သူစပုတ်ကမင်းတို့ဆောက်ခွက်ကိုကတ်ထားလို့လားတချို့တော့ မီဒီယာတွေဥပမာတခုတော့အိနာကျော်စီစပတ်ကမင်းတို့မျက်နှာကိုကတ်ထားလို့လားတေရီဦးလီကိုမင်းတို့ဆုတ်ထားလို့လားအိနာကျော်စီတို့ဟမ်တိုင်းပြည်ကိုဖျက်တာလေမင်းတို့မပြောရဲဘူးလားအခုတိုင်းပြည်ဒုက္ခရောက်နေတယ်လေတံမိုးတွေဒီတဲ့တင်ဆိုင်ကုန်းတွေတပိတ်တွေမပွဲဝါတပိတ်တွေကာပိတ်တဲ့တပိတ်တွေဟမ်စံတပိတ်တွေလမ်းပေါ်မှာခင်းနေမိမအသုံးဆောင်တွေ ခါတည်းတဲ့အဘကားကြောင့်ကြီးပုံကိုဖဏက်လို့ဝီစီးတယ်ဟမ်အခုမင်းတို့ကမပြောရဲဘူးလားမင်းတို့ဘာသတင်းသမားလဲလီသတင်းသမားလားသတင်းသမားတိုင်းကုံပြောတာမဟုတ်ဘူးငါလိုမှာတိုက်တိုက်နဲ့ငြိမ်ငြိမ်နေပြီးတော့မိန်နေတယ်ကောင်လေးဟမ်လူကိုင်းလွတ်လိုက်ပြည်သူနဲ့လူမင်းကိုအခုကျုံးပေးလို့လွတ်အိနာကျော်စင်တို့ နိုင်ငံတော်ရဲ့စုတစိတ်တွေအကယ်ဒမီရွှေစင်စုပ်ထုတွေယူထားတာလို့အခုလာနော်အခုဥမာတို့ခန်းစီသူတို့ဟိုတော်တော်အဘကကြိုကြီးကိုကြိုတော့မှခန်းစီသူမပါဘူးကောမလို့လေသူနာမည်တော့မသိဘူးရင်လက်တို့ရောရင်လက်ရဲ့ညီမတွေရောစိန်သီးတို့အုံးသီးတို့ဟိုဒိန်းအောင်တို့အကုန်လားအကုန်လားဇော်ဘောင်းတို့မန္တလေးမှာရှိတယ် အကုံလာအကုံလုံးရမှာနော်အမှုပြညာမာရအကုံလာဖြူဖြူထွေးတယ်လားအကုံလာဟာရှုပ်တယ်ဟုတ်လားတိုင်းပြည်ဒီလိုစည်းရုံးပြီးတော့လက်တွဲပြီးလုံမရမှာနော်ပြီးတော့ချင်းငါတို့ဆောက်ွက်နေတယ်ပြီးမပါရမှာအခုအခုလာခဲ့လိုက်အကုံလုံးဟမ်မင်းတို့မြေခွက်တွေရှောက်ဖို့ကြီးပဲလုံနေနဲ့နော်ရုပ်ရှင်မေသားမင်းသမီးလည်းပြည်သူပဲငါကတော့အမှန်တရားကိုပြောမှာပဲဟုတ်လားမြေပြင်မှာငါတို့ပြည်သူလူထုဒုက္ခရောက်ပြီး ဒုက္ခရောက်တော့စစ်တက်ကလည်းလောက်တာမဟုတ်ဘူးเนาะစစ်တက်ကလည်းလောက်တာမဟုတ်ဘူးကိုပြည်သူလူထုအခုသဘာဝဘေးနေအောင်ဂျုံဆိုင်နေပြီလာနေပြီးတော့မှပဲနေမနေနေပြီးတော့ပြစ်ထားခဲ့အဓိကရေးကြီးတဲ့မန္တလေးနဲ့စကိုင်းရဲ့နေပြီးတော့ဘာဖြစ်ဘူးသူ့ဘာသူပြန်ကောင်းသွားလိမ့်မယ်เนาะရေဘော်စီတွေမလုံးနဲ့ရေဘော်စီတွေမလုံးနဲ့ဒီနိုင်ငံဒီအချိန်မှာအာလုံးပြုပြင်ပြောင်းလဲရမယ့်အချိန်ကိုတဘာဝလောကပါလာတရားဆုံးမနေပြီ အားလုံးပါဝင်ပူပေါင်းပြီးတော့လုပ်ရမယ်တကြက်တနိုင်တကြက်ထက်နှစ်ကြက်တနိုင်နှစ်ကြက်ထက်ဒီအချိန်မှာတိုင်းပြည်ပြုပြီးပြောင်းလဲမှုကိုအားလုံးကလောကပါလာနဲ့တရားအစားပြောင်းလဲနေပြီเนาะမကောင်းတဲ့လူတွေကလည်းမကောင်းသလိုသွားပါပဲเนาะကျွန်တော်ဘယ်အခုကျွန်တော်ကြားတာစိတ်တော်မကောင်းเนาะအစ္စလာမ်ဘာသာဝင်တွေလည်းအဲ့မှာ38လံဘလောက်လဲ အာသမီးတို့တခုပေးတာလိုက်လူနေတာတဲ့။အော်ကိုကဟိုဝတ်သားလို့မြင်အောင်လိုက်ရင်တော့မအော်အစ္စလမ်ဘာသာဝင်တွေပါတယ်ကြက်သားကြုံမယ်။အလာတော့ဖြစ်ချင်မှဖြစ်မှာပေါ့။ဟာလာလာပါလေသူတို့ပြောတာကျွန်တော်နားမလဲဘူး။လေဘင်းလိတာတော့ဖြစ်ချင်မှဖြစ်မယ်လေ။ဒီချိန်မှာလေဘင်းလိတာတွေမလိတာတွေလုံနေတဲ့စားတော့ကျွေးရမှာပဲ။ပေးရမှာပဲ။ကိုယ်နိုင်ငံအတွင်းမှာမီတင်းနေတိုင်းတဲ့လူတွေလေ။ဟုတ်လား။အခုနောက်တစ်ခုအပြင်းဦးလွင်မှာ။ နော်ပြည်ဦးလွင်ကကျွန်တော်ပြောမယ်နော်ခင်ဗျားတို့ဧကနေဟာပြဿနာတွေတက်တယ်ကျွန်တော်ပြောပေးတယ်ဖြစ်ရအမှန်တွေကိုနိုင်ငံတော်အကြီးအကဲအစင်တီရောက်အောင်နော်ကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်ပြောပေးတယ်ကျွန်တော်လှုပ်တယ်နော်အိမ်ချမ်းမြေပွဲစားတွေကျွန်တော်ဧကနေဟာကိုပြောချင်တာမဟုတ်ဘူးဒီနေ့ပြည်ဦးလွင်ကိုလုံခဲ့တဲ့နေ့ရက်၃ရက်ကမလီရှောင်လာတဲ့လူတွေမန္တလေးကနီနီဆိုင်ဆိုင်ဝါဝါပြပြ ခမရိုအိမ်တွေချက်ချင်းဈေးတက်လိုက်တယ်။လေးသိန်းလောက်နဲ့ငားရတဲ့အိမ်ဟာ၁၀သိန်းဖြစ်သွားတယ်။၁၀သိန်းနဲ့ငားရတဲ့အိမ်ဟာသိန်း၃၀ဖြစ်သွားတယ်။ခမရိုကောင်းကြသေးလား။ကိုယ်လူမျိုးကိုယ်နိုင်ငံလူမျိုးချင်းချင်းမရှိလို့ဓာတဲ့လူကိုကိုညီမဲမကြံဘူး။မန္တလေးကသူ့အတူငလီရှောင်းလာလေ။ခမရိုမြန်မာနိုင်ငံမှာအဲ့လိုအောက်တန်းသားတွေရှိလို့ပြည်ဦးလေးမှာကျွန်တော်လက်တွေ့အိမ်ချမ်းကြီးအကျိုးဆောင်တွေ ခမရတို့မဦးစီးနိုင်ဘူးလားဟမ်ကိုပြည်သူကိုပြည်တော်ခမရတို့မကာကွယ်နိုင်ဘူးလားမကူညီနိုင်ဘူးလားဒုက္ခရောက်လို့လာတာလေဘယ်အိမ်တလုံးသုံးသိန်းရနေခုနှစ်သိန်းရှစ်သိန်းတောင်းလားစောက်ရဲမစောက်ပဲ့ဒီခမရတို့တက်တယ်တောင်းတယ်ခမရတို့တိုင်းပြည်နဲ့နိုင်ငံပေါ်မှာခမရတို့မနေနဲ့လူမျိုးနဲ့နိုင်ငံကိုတိုင်းနိုင်ငံနဲ့လူမျိုးကိုမချင်းခမရတို့ဒီတိုင်းပြည်မှာလုံးဝမနေနဲ့ ခင်ဗျားတို့တော့အောက်တန်းသားတွေရှိလို့ဒီတိုင်းပြည်ပြတာတိလားရတော့ပုတ်တာခင်ဗျားတို့ကနော်ထားပါမန္တလေးတို့နေရာမျိုးရေဘူးစေးကြီးတော့လာပြဿနာမတက်လို့ပြည်ဦးတွေနေရာမှာဗာစေးကြီးကြလို့လေအင်ဂျင်မီခင်ဗျားတို့အဲ့အင်ဂျင်မီကသူတို့မလာလဲဒီတိုင်းပဲနေရတာလေကို့လူမျိုးချင်းချင်းကူညီမယ်လို့မရှိဘူးခင်ဗျားတို့ဗျာအောက်တန်းသားတွေပြည်ဦးတွေကအင်ဂျင်မီတွေအခု ပွဲသားရောင်ရောင်ဘာရောင်ရောင်နေအိမ်ပိုင်ရှင်နေအိမ်ငားတဲ့လူတွေအကုန်လုံးတော်တော်များများခမောက်အောက်တန်းသားတွေခမောက်လက်ပြလုံးပါသေးနိုင်ငံတဲ့လူမျိုးပေါ်မှာခမောက်လက်ပြလုံးပါသေးခမောက်စောက်ချင်းနေဟွာဟမ်ကျောကတော့အေးနာမည်တက်ပြီးတော့အဲ့နေရာလေးကိုတက်ပြီးပြောချင်တာပြောရင်ကိုမမဟုတ်တော့ဘူးပြင်ဦးနဲ့တမျိုးလုံးကိုမန္တလေးသူမန္တလေးသားဗျာဒီလောက်ပြီးဖြစ်နေတယ် တက်လာတယ်ဗျာငါတို့ဘာကူညီပေးရမလဲငါတို့လူမျိုးချင်းချင်းငါတို့ဘာလုပ်ပေးရမလဲဟုတ်တယ်ကျမအိမ်ဟာအရင်တော့ဒီအိမ်၃သိန်းနဲ့ခါလာစာချုပ်လည်းမချုပ်ပါနဲ့ငလီမိပြန်ရမှာကျမကို၃သိန်းပဲပေးပါနောက်ဆုံးရိုင်းရိုင်းတကယ်တမ်းပြောရင်၂သိန်းလောက်ပဲယူယူရမှာကိုလူမျိုးတွေဒုက္ခရောက်နေတာခမားတော့မလို့ဗျာလုံရက်တယ်နော်လုံရက်တယ် နိုင်ငံနိုင်ငံမှာကျွန်တော်ခင်ဗျားတို့တခုပြောပြလိုက်မယ်လူစိုးလူမိုက်တွေရှိလို့ထောင်နေရှိတယ်လူကောင်းတွေသူကောင်းတွေရှိလို့ဇေဒီပထိုးတွေရှိတယ်ပလီတွေရှိတယ်ချက်ကြောင်းတွေရှိတယ်လူယုံမှာအောက်တန်းစားတွေရှိလို့ငရဲပြီဆိုတာရှိတာခင်ဗျားတို့ကတဘွားဆန်နေခင်ဗျားတို့ပတ်ဆန်သလားတုံးလို့ရမယ်တဲ့အခုမန္တလေးပါပြည့်သွားလဲအရန်ချမ်းသာတဲ့လူတွေ လမ်းပေးရောက်သွားတာပဲလောလောဆယ်တော့ဖြစ်ဖြစ်ချင်းဟုတ်လားခမားတို့မှာကိုကြီးသနာတရားသိမရှိဘူးနော်ခမားတို့ကစောက်ဆံပဲမြင်တာကျုပ်တို့ကအဲ့လိုခမားတို့လိုချမ်းသာပြီးအိမ်နေရှိကြည့်လိုက်ကျွန်တော်တငယ်ချင်းတယောက်ပြောတယ်မြို့ဆောင်လမ်းမှာသူ့ရဲ့သူ့မြေအေကငားအေကကျဲတယ်တဲ့အခန်းရှိခန်းရှိတဲ့ကိုဇော်ဘုံရဲ့အိမ်နဲ့ကိုယ်စော်ဘုံရင်ယုံကြည်စိတ်ချရမယ်လူဆိုရင်ရေလဲရမယ် မီးစက်လည်းထုံးပေးမယ်အချိန်မရွေးလာနေပါတဲ့ဒါပေမဲ့ကျွန်တော်ကမပြောရဲဘူးလေတော်ရနေကျွန်တော်ပြောတဲ့လူကမတမာသူပါသွားရင်အဲ့အဲ့ရှင်းနေကျွန်တော်လည်းပဲရင်ဆိုင်ရမှာကျွန်တော်လည်းခင်မင်ရင်းနေတဲ့လူဆိုရင်တော့ကျွန်တော်ပြောလာခဲ့ပါမြေအားငားရေကချေတဲ့ပြင်ဦးလေးမှာအခန်းရှိခန်းရှိတယ်ရေရှိတယ်မီးရှိတယ်မီးရတော့ဗျလုံးလုံးစေဒုက္ခရောက်နေတဲ့အချိန်ဆိုတော့အခုတော့မီးလာနေတယ် မီးမလာရင်တော့ तू အတန်အတင်းတော့မီးစက်နိုးပေးမှာပေါ့ပတ်စံတကြမ်းမှမယူပါဘူးခင်ဗျာတဲ့။နောက်ငားရေကရှိတယ်အခန်းရှိခန်းရှိတယ်ကျွန်တော်ဆက်သွယ်လာခဲ့လိုက်တကယ်နေချင်းနော်တကြမ်းမှမယူကုသိုလ်ယူလိုက်မယ်။ဘာလို့လဲအဲ့လိုလိုကိုစောဘုန်းကြီးစိတ်ဓာတ်ကိုလေးစားလို့တဲ့။နော်စိတ်ဓာတ်ကိုလေးစားတာမလေးစားတာသူတို့အပိုင်ပဲကျွန်တော်လည်းမဆိုင်ဘူး။ နော်ကျွန်တော်တို့ကဗဇက်ကပြောကျွန်တော်တို့အသက်ပေးထားတဲ့ကောင်ဒီတိုင်းပြည်နိုင်ငံရေးအခင်းကြီးဖြစ်စဉ်တွေကအသက်ပေးပြီးသားနော်ခိုးနေကအဗဒါပူရာမှာသွားလူတာနေယူစတာအချိုရေးရေတန့်ကုမ္ပဏီနဲ့အော်အဲ့ဆိုလို့ချင်းကျွန်တော်ကတော့ရေတန့်တထောင်ဘူးတထောင်နဲ့အချိုရေးတထောင်ရိုင်ယယ်တီတထောင်လူမယ်ကျွန်တော်လူတဲ့လူက9000ပဲရှိတယ်အဲ့ဒီအလူရှင် ဒါပေမဲ့အခုကတော့ဒီရပိုင်းမှာဓမင်းတုတ်တွေရေတန့်နေရောဒီထက်လူဖို့ရှိတဲ့အတွက်ဘယ်ဟာဒုက္ခရိုင်မှုလဲတော့မသိဘူး၅သိန်းလူတယ်ရိုးရီးယားညီလေးက2500မြန်မာငွေ3သိန်း2000လားမသိဘူးကြားတယ်ကျွန်တော်လည်းမသိဘူးတော့အဲ့ဒါကျွန်တော်ကျွန်တော်ပတ်စံခိုင်းတာမဟုတ်ဘူးအဲ့လိုလူတဲ့3သိန်းလူတဲ့လူရှင်လည်းရှိတယ်2သိန်းလူတဲ့လူရှင်လည်းရှိတယ်အားလုံးကိုယ်နိုင်ငံရဲ့ငလျင်ဘေးကိုကြားရောက်နေတဲ့လူတွေကိုလူပေးမယ် ကျွန်တော်တို့ပြောတာလူတဲ့လူတွေကအမိပေါ်ပေးလို့ရတယ်ဆိုရင်ကျွန်တော်အားရဝမ်းသာပေါ်ပေးမှာဒါပေမဲ့ကန့်နေတာကျွန်တော်ကသူတို့ထင်ထားတာကကျွန်တော်ကတက်မတော်လော်ပြီးတက်မတော်ချစ်တဲ့လူမလို့ပွင့်လင်းမြင်သွားဆိုတာမလူရဲဘူးကျွန်တော်လာပြောတယ်ဟန်မာစီးတယ်ဟန်မာဟုတ်လားထိုးရတာအဟန်မာစီးကုန်လို့ကျွန်တော်တငယ်ချင်းတွေပြင်ဦးလွင်လာတာကျွန်တော်ကားကားပေးလိုက်တာကျွန်တော်ကားကျွန်တော်စီးတဲ့ကား ရောစီးဆိုပြီးတော့ကျွန်တော်စီကုံလို့မစီးတဲ့ကောင်ကို ကျွန်တော်ထုတ်စီးတာကျွန်တော်ကအရင်ကလင်ကွန်းတို့လင်ကွန်းနဂေပီတာတို့လင်ကရိုဇာတို့ ਨੇ တစ်တင်လာလို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာခမတို့ဘာတွေဖြစ်နေအောင်ဟမ်ကျွန်တော်တငယ်ချင်းတွေပြင်ဦးလေးမှာငလင်ဘေးလာရှောင်းတာမန္တလေးကနေသူတို့နေသွားဖို့လာဖို့အစီမပြေလို့ကျွန်တော်စီးနေတဲ့ချွေငါးနဲ့ဟွန်ဒါဖြစ် ကျွန်တော်သမီးလေးကိုကြောင်းပိုးတဲ့ကားနဲ့ပေးလိုက်တာနော်အဲ့ကားကြီးကစီမစားဘူးသူတို့မှဒီမှာစီတန်းရမှာအော်ကျွန်တော်ကတော့စီဆိုင်တွေကိုပြောလို့ရတယ်ပြင်ဦးလွင်မှာညီလေးကိုကြီးကိုစော်ဘုန်းကြီးမှာကိုကြီးကားလေးကိုစီလေးဖြည့်လို့ရလားအာကိုကြီးရတာပေါ့ဖြည့်ပြီကျွန်တော်စီးတဲ့ကားစီမကုန်တဲ့ကား Honda Way 1.3တစ်စီးရှိတယ် ရွှေငါတူပိုင်စီတည်းရှိတယ်တငယ်ချင်းတွေလာတာတွားရလာရဲ့အခက်ခဲပြစ်မှာကြောင့်လို့စီအပြည့်ထဲထားတဲ့ကားတွေကိုပေးလိုက်တာအဲ့တော့ဟာဒီကောင်ပါညာနဲ့အဲ့ဒါကြောင့်လို့မြမပြီမှာအဲ့လိုမနာလိုတဲ့စိတ်တွေအောက်တန်းသားစိတ်တွေနော်အဲ့လိုစိတ်မျိုးတွေထားနေမယ်ဆိုရင်လူတယောက်ကိုလိုက်ကြည့်ပြီးပြောနေမယ်ဆိုရင်အဲ့ဒါမပြီးတော့ဘူး